ါအခုလက်ရှိမှာ e-signing revamp ထားတာတလားကြော်ပြီးအဲ့မှာဘာသာအနေနဲ့တွေ့ရမှာကစိုက်တဲ့သူလည်းရှိလို့မစိုက်တဲ့သူလည်းရှိကြတယ် ဘရာဒါနဲ့အများဆုံးကြားရမယ့်စကားကဤဆန်းရှင်ကဓာမေးမရှိတော့ဘူးအရန်လို့လေတုံးလို့မကောင်းတော့ဘူးကိုင်မလဲမကောင်းတော့ဘူးအဲ့လိုတွေပဲကြားရတယ်မဟုတ်တယ်မလားဒါပေမဲ့ဘရာဒါအနေနဲ့ကျွန်တော်ပြောတော့ရုံအခုဤဆန်းရှင်ကအရင်ဤဆန်းရှင်တက်ပို့ပြီးတော့ကျန်းလာတယ်ဤဆန်းရှင်က revenge ဆိုတာက तू ကအာဒီလောက်ပဲပြောင်းမိထားတယ်ကျန်းတဲ့ pass တွေ scale 1 2တွေပုံမှန်တိုင်းပဲဘာမှတိတ်မပြောင်းလဲဘူးတေးရတာတခုကတော့ဒီကောက်အာဒီမေကပြင်ပေးထားတာဖြစ်တာကြောင့်မလို့အရန်နဲ့ပို့ပြီးအာဒီဓာမေးပို့ရှိလာမယ်ပြီးတော့ battle sign နဲ့ပို့ပြီးတော့အဆင်ပြေလာမယ်အရင်တော့လို့ပရိမတ်တာများတော့မှမဟုတ်တော့ပြင်မယ်လေဒါပေမဲ့ကင်ညင်လို့ရှိရင်တော့ကင်လို့ရတဲ့အနေထားမှာတော့ရှိနေသေးတယ် โอเคအဲ့ဒါဆိုလို့ရှင်ကျွန်တော်ရည်စမ်းခြင်း revamp ဘာတွေပြောင်းလဲသွားလဲဆိုတော့ကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ဘယ်ကြောင်ဘယ်ကြောင်မြေကလပ်3 old class new glow ရည်စမ်းချင်းရဲ့ပတ်စစ်ကြောင်းကိုရွေးပြခင်မှာရည်စမ်းချင်းရဲ့ဝဘုံအကြောင်းကိုကျွန်တော်ရှင်းပါပေးမယ်။ရည်စမ်းချင်းမှာကသူကမြားနဲ့ဓာတ်နဲ့ဆိုပြီးနှစ်ခုရှိရယ်။ရန်သူနဲ့သူ့ရဲ့အကွာဝေးပေါ်မူတည်ပြီးသူကအဲ့နှစ်ခုကိုပြောင်းလဲပြီးတုံးတယ်။ရန်သူနဲ့ကိုနေရ Rainway နေမယ်ဆိုလို့ရှိရင်မြားပုံစံပေါ်ပြီးကိုကမြားနဲ့ပြင်မှာဖြစ်ပါတယ်။ဓာတ်နဲ့ခုံချနေဆိုလို့ရှိရင်ရည်စမ်းချင်းရဲ့အနီရောင်ဝိုင်းလေးတဲ့ကို enemy ကိုထိုက်လိုက်တာနဲ့ကိုကဓာတ်ပုံစံပြောင်းပြီးဓာတ်နဲ့ခုံမှာဖြစ်ပါတယ်။ အလွယ်မှာထားခြင်းဆိုလို့ရှိရင်စဝိုင်းနေရရောက်လို့ရှိရင်ဒါနဲ့ခုတ်ပြီးအပြင်ဘက်ဆိုလို့ရှိရင်မြားနဲ့လှမ်းပစ်တယ်။ဒီဆန်းခြင်းရဲ့ပတ်စစ်ကဝါပေါ်မှာစာရီလို့ခေါ်တဲ့အခုတ်ပတ်စစ်နဲ့အပြစ်ပတ်စစ်ဆိုပြီးနှစ်မျိုးရှိရယ်။အခုဒီမှာဆိုလို့ရှိရင် browser ကိုကြည့်လိုက်ဒါပုံစံလေးပေါ်နေနေမယ်။အဲ့ဒါဆိုလို့ရှိရင် browser နဲ့အခုတ်ပတ်စစ်ရှိနေတယ်လို့သဘောထားလို့ရတယ်။အခုတ်ပတ်စစ်ရှိနေလို့ရှိရင်ဒါနဲ့သွားခုတ်လိုက်။ဒါနဲ့သွားခုတ်တဲ့ပထမနှစ်ချက်ကို तू က attack speed နဲ့တိုးပေးတယ်။ပြီးတော့70% critical damage နဲ့55% critical damage ဆိုပြီးအသီးသီးထွက်လိမ့်မယ်။အဲ့ဒီပြုံမှာ15% movement speed ကိုလည်း1စက္ကန့်ကြာအောင်ရမှာဖြစ်ပါတယ်။အခုတ်ပတ်စစ်သုံးဘက်ဆိုလို့ရှိရင် browser အနေနဲ့မြ ားပုံစံလေးပေါ်ပြီးတော့အပြစ်ပတ်စစ်ရှိနေကြောင်းပြလိုက်မယ်။အကြလို့ရှင်ဘရာဇာပြလိုက်တဲ့ပထမနှစ်ချက်ကစောနာလိုပဲအတက်စပီတိုးမယ်၊ခရီးကဒိုင်းမစ်ထွက်မယ်ပြီးရင်မူမန့်စပီရမယ်။ဘရာဇာတို့တခုတည်းထားစီနေတာအခုဒီမှလိုမျိုးအခုပတ်စစ်ရှိနေတယ်။အဲ့ဒါအောင်မှကိုကသွားမခုတ်ပဲနဲ့မြားနိုင်ပဲသွားပြမယ်ဆိုလို့ရှင်ကိုဒမ်းမီကဘာမှထွက်မှာမဟုတ်လို့ပတ်စစ်လည်းပွင့်မှာမဟုတ်ပါဘူး။အဲ့တော့အခုပတ်စစ်ရှိနေလို့ရှင်ဒါနဲ့သွားခုတ်မှသာရမှာဖြစ်ပါတယ်။ထုံနီးတူးစော်နဲ့ပဲအပြစ်ပတ်စစ်ရှိနေလို့ရှင်လည်းမြားနဲ့ပြမှာသာပတ်စစ်ရမှာဖြစ်ပါတယ်။ဒါနဲ့ခုတ်လို့ရှင်သူကပတ်စစ်ရမှာမဟုတ်ပါဘူး။ရီစားချင်းကိုဒမ်းမီထွက်စေချင်တယ်ဆိုလို့ရှင်ပစစ်တက်ကိုနှစ်ချက်လက်ပို့ပြီးမချပါနဲ့။ဥမာခု တ်တယ်ဆိုလည်းနှစ်ချက်တက်ပုံမခုန်နဲ့ကွာပြစ်မဲ့ဆိုလည်းနှစ်ချက်တက်ပုံမပြစ်နဲ့ဘာလို့လဲဆိုတော့ तू ကပထမချတဲ့နှစ်ချက်မှာပဲ तू က critical damage ပေးထွက်တာနောက်ချက်တွေကျရင် तू က critical damage ပေးမထွက်တော့အကောင်းဆုံးတော့ damage ထွက်ဆုံးဖြစ်တဲ့တစ်ချက်ကိုတစ်ချက်ပြစ်ကတော့အကောင်းဆုံးပဲရည်စမ်းချင်း player တော်တော်များများလည်းတစ်ချက်ကိုတစ်ချက်ပြစ်ပဲတုံးရတယ်ပြီးတော့လေရည်စမ်းချင်း scale 1ရဲ့ကူတော့ငါပစစ်တစ်ခါသုံးပြီးချမယ်ဆိုလို့ရှိရင်တစ်ခါချတိုင်းမှာတစ်စက္ကန့်နေကြမှာဖြစ်ပါတယ်အလွယ်မှာထားခြင်းနဲ့ဆိုလို့ရှိရင်ခုတ်ပစ်လုံးမယ်ဆိုလို့ရှိရင် scale 1ကူတော့ငါတစ်စက္ကန့်နေကြတယ်အဲ့တော့ fan မပါညာတို့ကလည်းတစ်ချက်ကိုတစ်ချက်ပြစ်လို့ပြီးတော့ scale 1ကူတော့လေးကိုခဏခဏကြအောင်လုပ်ပြီးကိုကခဏခဏပြန်ပြီးတုံးလို့ရတယ်ရည်စမ်းချင်းရဲ့ scale 1ကတော့ပုံ မှန်တိုင်းလေးပဲသုံးလိုက်မယ်လို့ရှင်ဓာတ်ပဲဓာတ်လိုက်မယ်ဓာတ်ပြီးလို့ရှင် enemy ရှိမယ်လို့ရှင်အဲ့ enemy ကိုကိုက physical damage ပေးလိုက်မယ် scale ဓာတ်လို့ရတဲ့ကွာကိုရတော်တော်လေးရွှေရှည်ရဖြစ်ကြောင်းမလို့ဉာဏ်အထူအပါထိုက်တာကိုကိုက AC ကြော်လို့ရတယ်ဒီဇိုင်းချင်းတက်သွားလို့ရှင်သူ့ခန္ဓာကိုယ်ကလေးနီဝါးတာကိုတွေ့ရလိမ့်မယ်အဲ့နီဝါးကြမှာလို့ရှင်ဒီဇိုင်းချင်းကိုပေးရ CC တွေကိုအကုန် immune ဖြစ်ပါတယ် CC တွေဆိုတာဥမာ cyclo RD တွေ cufra RD တွေ ve RD တွေ minotaur RD ဘာညာစမလာကွာတည်ရမလားအဲ့လို stand နေ CC တွေကိုဒီကောင်က immune တစ်ဆက်ကတည်းကပေးတယ်ကိုက right hand သုံးလို့လည်းရတယ်လို့ကိုကနီးနေချိန်မှာကိုယ်အဲ့လာလာပြီးမှလို့ရှင် ဲ့ကိုကအင်ယူဖြစ်နေမှာဒီစကေတူကတော့ဘာလို့အနေနဲ့တရားလေးနားထောင်သေးခြင်းနဲ့စကေတူကသုံးပုံသုံးနည်းနှစ်နည်းရှိတယ်စကေတူကိုဖိပြီးရတယ်သုံးလို့ရလို့နှိပ်ပြီးရတယ်သုံးလို့ရတယ်စကေတူကိုနှိပ်ပြီးသုံးလိုက်မလို့ရှင်အခုလိုမျိုးဓာတ်နဲ့ရှေ့ကိုပိုင်းဖြစ်လိုက်တယ်ဖိပြီးသုံးမယ်ဆိုလို့ရှင်တော့အကွာဝေးခရီးရောက်အောင်ဆွဲဆံပြီးရောနှားနဲ့လှမ်းပြီးပြစ်လိုက်တယ် နှိပ်ပြီးသုံးတာနဲ့ဖီပြီးသုံးတာကဒိုင်မိတူတူထွက်လာဆိုတော့မထွက်ပါဘူးနှိပ်ပြီးသုံးလို့ထွက်လာတဲ့ဒမ်းမီကပုံနေဒမ်းမီပဲဖြစ်ပါတယ်ပုံနေဒမ်းမီဆိုတာက480ဆိုလို့ရှိရင်480ပဲထွက်တယ်စကေတူကိုဖီပြီးသုံးတာကအောက်ကဒမ်းပို့ပြီးများလာတယ်လေဒီကောင်ကဒမ်းမီကပို့ပြီးများလာတယ်ဖြစ်ပါတယ်အခုဒီမှာဆိုလို့ရင်ကြည့်လိုက်အောက်ကဒမ်းပြည့်ကင်ရောက်ပြီးဆွဲပြီးပြစ်လိုက်မယ်ဆိုလို့ရှိရင်ဒမ်းမီက800ကျော်ထွက်တာကိုတွေ့ရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့အောက်ကဒမ်းပြည့်ရဲ့ဒီ reline ပြောင်းရဲ့ဒီဆွဲပြီးပြစ်လိုက်မယ်ဆိုလို့ရှိရင်ဒမ်းမီက940ဒီထွက်တာကိုတွေ့ရလိမ့်မယ်အဲ့တော့စကေတူဒမ်းမီကနှိပ်ပြီးသုံးတာလဲဆိုလို့ရှိရင်ဖီပြီးသုံးတာကဒမ်းမီ2ဆလောက်ကိုများလာဖြစ်တာကြောင့်မလို့ဖီပြီးပဲသုံးရပါတကယ်လို့မဖြစ်လို့နေကြမှာလားနှိပ် သုံးတာကိုကျွန်တော်ကြံပေးခြင်းတယ်ဘာသာအနေနဲ့ schedule ကိုသုံးနိုင်မဲ့လို့ရှိရင် weapon mastery ဆိုတဲ့ဟာလေးကိုရလိမ့်မယ်အဲ့ဒါဘာကိုပြောချင်တယ်ဆိုတော့ကျွန်တော်အခုပြထားသလိုပဲဒီမှာကျွန်တော်မှာအခုပတ်စစ်ရှိရဲအဲ့တော့ဓာတ်နဲ့သွားခုံမှာလားကျွန်တော်ပတ်စစ်ပွင့်မှာကိုကအပြစ်ပတ်စစ်နဲ့ပြစ်ချင်တယ်ဆိုလို့ရှိရင် schedule သုံးပြီးတော့ပြလိုက်လို့ရှိရင်အပြစ်ပတ်စစ်ရပါပဲဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ဓာတ်နဲ့ခုတ်တယ်ကျွန်တော်မှာရှိတာကအပြစ်ပတ်စစ်ပဲရှိတော့တယ်အဲ့တော့အခုပတ်စစ်ကိုလိုချင် schedule နဲ့ပြန်ပြီးခုတ်လိုက်အဲ့ကြလို့ရှိရင်အခုပတ်စစ်ရလာလိမ့်မယ်အနားလဲလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင် schedule ကဂျော်ကာပဲကွာ ဒါအရင်နဲ့အပြစ်ပတ်စစ်လိုချင်လို့စကရူ၃မီပြင်လိုက်မယ်ဆိုလို့ရှင်အပြစ်ပတ်စစ်ကိုရလိမ့်မယ်အခုတ်ပတ်စစ်လိုချင်လို့စကရူ၃မီခုတ်လိုက်မယ်ဆိုလို့ရှင်အခုတ်ပတ်စစ်ကိုရလိမ့်မယ် brother မှာဘာပတ်စစ်ရှိနေဆိုတော့ तू က view မဆိုင်ဘူးစကရူ၃မီရတယ် तू brother လုပ်လိုက်တဲ့ဟာပေါ်မူတည်ပြီး तू ကပတ်စစ်ပေးမှာအဲ့လိုမျိုးဒီဇိုင်းရင် revamp မှာဆိုလို့ရှင် artimate ကအများဆုံးပြောင်းလဲခံထားရတဲ့ scale တစ်ခုပဲဖြစ်ပါတယ်ဒီကောင် artimate ကိုတုံးလိုက်ပြီဆိုတာနဲ့မတ်တစ်ခုလောက်မှရှိတဲ့ enemy တွေကို၅စက္ကန့်တိတိမြင်ရမယ်ပြီးလို့ရှင်သူ့ရဲ့စီးတော့ရင် तू တစ်ခါတည်းစီးပြီးသားဖြစ်နေလိမ့်မယ်အရင်တော့အဲ့လိုမျိုးတော့ဒီကောင် artimate တုံးလိုက်တာနဲ့ vision damage တော့တစ်ခါတည်းပြီးမှမဟုတ်ဘူးအခုဤဇန်ချင်းကလုံး ကဗီရှင်တက်တက်ပဲပေးမှာဖြစ်ပါတယ်သူ့ရဲ့စီးတော့ရင်စီးတဲ့အချိန်က55စက္ကန့်ရှိပြီးတော့သူ့စီးတော့ရင်စီးနေတယ်မှာဆိုလို့ရှိရင် scale 1 2ကိုကြိုက်ရကိုတုံးလို့ရပါတယ် anime တုံးလိုက်ရတဲ့ဒီပိုင်းနဲ့ဒီဇန်ချင်း movement speed က70%တိုးပေးမှာဖြစ်ပြီးတော့20စက္ကန့်ကြာလို့ရှိရင်20%ပဲကျန်တော့မှာဖြစ်ပါတယ်အခုရှင်းပြတာတော့ anime ပထမဆင်းမှာဖြစ်ပါတယ်ဒုတိယဆင်းကတော့ brother တွေနဲ့တွေ့ရတဲ့အချိန်မှာ anime မှာထပ်ပြီးတုံးလို့ရနေရအောင် brother တို့တွေ့ရလိမ့်မယ် anime ကိုဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင် area effect ပုံစံလေးတွေ့ရလိမ့်မယ်အဲ့ဒါလေးကိုတုံးလိုက်မယ်ဆိုလို့ရှိရင်ကိုကသတ်မှတ်ထားတဲ့နေရာကိုလှေနဲ့ပြစ်တိုက်လိုက်ပြီးတော့အပေါ်ကအမြားမိုးတွေကျော်မှာဖြစ်ပါတယ် survive နှစ်ခုရှိရတဲ့အလဲ survive နဲ့မှာ anime ီရှိမယ်ဆိုလို့ရှိရင်အဲ့ထဲကအနမီရှိရဲ့ကောင်တွေအကုန်လုံး0.8ဇက်ကန်စတန်ပြီးတော့ဒါမေ့ပေးမှာဖြစ်ပါတယ်တကယ်လို့ brother ပြလိုက်တဲ့လေရပြာအနမီကစပိုင်းထဲမှာမရှိနေဘူးဆိုလို့ရှိရင်တော့အဲ့ကောင်စတန်ပေးမှာမဟုတ်ဘဲနဲ့အပေါ်မှာမျှမို့ကြတဲ့ဒါမေ့ပဲအထိမှာဖြစ်ပါတယ်မျှမို့ကြနေတဲ့ထဲကိုအနမီဖျက်ချောက်မိမယ်ဆိုလို့ရှိရင်လည်းအဲ့ဖျက်ချောက်မိတဲ့အနမီကို30%ဆလိုဖန်မိစေမှာဖြစ်ပါတယ်ဒီကောင်ရဲ့ RD မိတ်မှာလူတွေတိတ်မိကြသေးတာကအနမီကိုစတန်မိမယ်ဆိုလို့ရှိရင်အနမီကိုထိရဲ့ဒါမေ့က၄ကသက်တိုက်ထွက်မှာဖြစ်ပါတယ်ဒီကစတန်တဲ့ခါမှာဒါမေ့တစ်ခါထွက်တယ်ပြီးနောက်တဲ့ဒါမေ့၃ကသက်တိုက်ဝင်တယ်တကယ်လို့အနမီကစပိုင်းထဲကောင်တွေမကြောက်ဘူးဆိုလို့ရှိရင်တော့ဒါမေ့က၃ကပဲဝင် မှာဖြစ်ပါတယ်ဒါကတော့ဘာမှတိတ် trading မဟုတ်ပေမဲ့ကျွန်တော် brother လို့တည်တည်ချင်းလို့ပြောပြတာ CEO ရင်းနဲ့တိုက်တဲ့ခါမှာတို့ရင်ဒီကောင် skill ယူနဲ့သုံးတာနဲ့တူတူပဲ weapon mastery ဆိုတဲ့ passive အမှတ်ကိုပြန်ပြီးတော့ရတယ်ဒီမှာတွေ့လား CEO ရင်းနဲ့တိုက်လို့ရှိရင်လည်းအဲ့ passive ကပြန်ရရဆိုတော့လိန်ကန်းကင်းပညာဆိုလို့ရှိရင်လည်းကိုယ်မှာအခုတ် passive ရှိလားအပြစ် passive ရှိလားတိတ်ပြီးတော့ခရူးဆိုင်တာမလို့တော့ဘူး CEO ရင်းနဲ့တိုက်ပြီး stand လို့ရှိရင်ကိုယ့်ရဲ့ passive ကရနေပြီ brother အနေနဲ့ကျွန်တော်နားလည်အောင်ပြောပြမယ်ဆိုလို့ညီမကြီးကျွန်တော်မှာအခုတ် passive ရှိနေတွေ့လားအဲ့တော့ကျွန်တော်လိုချင်တာအပြစ်ပတ်စစ်အဲ့တော့ကျွန်တော်ရဲ့စီးရောရင်နဲ့ပြေးပြီးတော့တိုက်လိုက်အဲ့ရလို့ရှိရင်ကျွန်တော်အပြစ်ပတ်စစ်ရလိမ့်မယ် ဲ့တော့ကျွန်တော် passive scale 1 scale 2အားဒီမဲ့အကောင်လုံးရှင်းမှတ်ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီဇိုင်းရှင်ရဲ့အရေးကြီးတဲ့ဟာလေးကျွန်တော်ဆက်ပြီးရှင်းမှတ်ပေးမယ်ဒီဇိုင်းရှင်ခုမှစကိုင်တဲ့ player တွေအတွက်ကျွန်တော်တစ် entry ပြပြပေးမယ်သူတို့အများဆုံးမေးရတဲ့ဟာကဒီဇိုင်းရှင်ခုတ်ပစ်ကဘယ်လိုလုပ်တာလဲ စတင်လို့လားအဲ့ဒါကြီးလာလာမေးကြရင်ကွာတကယ်ကရည်စမ်းချက်ခုတ်ပြစ်လောက်တဲ့ဘုကစတင်ပါမှမလို့ကိုကောင်ရဲ့ movement speed နဲ့ visitor နဲ့ enemy ရွေးရှားပုံသိရင်ရပြီအဲ့ဒါတွေသိဖို့ဆိုလို့ရင်အရင်ဆုံး customer သွားပြီးကိုကဘောတကောင်ချချပြီးလို့ရှိရင်ကိုကအခုလိုမျိုးခုတ်ပြစ်ကိုနှင်းနှေးလေးပဲလုပ်ခွာသည်လားဟာငါတို့ကနားမလဲဘူးအဲ့ထက်ပို့ပြီးနားလဲအောင်ရှင်းပြအောင်ဆိုလို့ရှိရင်ထပ်ပြီးပြောပါမယ် enemy ကိုအနီကွင်းနဲ့ထည့်ပြီးလို့ရင် visitor တစ်ချက်ချပြီးလို့ရှိရင်ထုတ်ပြီးရော visitor တစ်ချက်ပြစ်အဲ့လိုမျိုးကွာဒီကအနီကွင်းနဲ့ရောက်လို့ရှိရင်သူကခုတ်လိမ့်မယ်ပြင်ရောက်လို့ရှိရင်ပြစ်မှာအဲ့လိုမျိုးနည်းနဲ့ကျင့် ဖြည်းဖြည်းချင်းပဲကျင့်သွားသေးလား brother အနေနဲ့အခုလိုမျိုးလီလာဝါချပြီးတော့ရီဆန်ရန်ထားကိုတီပွားရည်သလိုကျင့် brother အနေနဲ့အရေးဆုံးသွားပြီးကျင့်နေတာကဂျန်ဂခရီစားတာကျင့်နေတယ် blue back ကစားပြီးတော့ကျွန်တော်စားပြမယ် blue back ကစားတဲ့အခါမှာဆိုလို့ကျင့်ဒီအကောင်ကြီးကိုအရင်ဆုံး damage ပေးလိုက်ပြီးလို့ရှိရင်ခုတ်ပြုတ်ကိုပုံမှန်လေးပြတ်လောက်ပါ အဲ့ကြလို့ရှိရင်အကောင်ကြီးကိုကဒမ်းမိပေးရတယ်အကောင်သေးလေးလည်းဒမ်းမိပေးလို့ဖြစ်ပြီးအကောင်လေးပါတေသွားလိမ့်မယ်အကြိုင်အခုကကျွန်တော်က바이တမ်မနဲ့မပါဆိုတော့ဘဇာရတာမတားကြနဲ့တကယ်လို့ identity ထွက်လို့ရှိရင်တော့ logic ဘဇာရတာကြာမယ်လို့မထင်ဘူးအခုနောက်ထပ်စားပြမဲ့ဘက်ကတော့စားရတဲ့ထဲမှာဘက်ကအလွယ်ဆုံးပဲကွာဘာလို့လဲဒီကောင်ရက်ပြီးပြစ်တာအဲ့တော့ရက်နေရလီလာဖို့သာသာလို့ပဲကိုကကိုခုတ်ပြကိုပုံမှန်လို့ရတယ်ဒီကောင်တေသွားလိမ့်မယ်ဒီဘဇာရတာအလွယ်ဆုံးဖြစ်ပေမဲ့ beginner အတွက်လုံးဝတိုင်ပတ်တင်မဲ့ဘက်တစ်ခုကတော့ rubber ပဲဖြစ်တယ်ဒီ rubber ကကွာ movement ပြီးစောင့်အောင်မြန်တယ်အဲ့တော့ကိုနောက်ကိုလိုက်တာမတားမြန်တယ်ကွာအဲ့တော့ခုတ်ပြလို့ရတာမတားတိုင်ပတ်တယ်ဒါပေမဲ့ကျွန်တော်တင်းရထွေးပြပ ါမယ်ဘက်ကကိုကိုခိုးလိုက်တဲ့ချိန်နဲ့ကိုနောက်ဆုံးလိုက်တဲ့ချိန်နဲ့ timing quality ကြလို့ရှင် rubber ကစားတာတွေ့ဒီမှာကြီးတွေ့လားအနမီဘက်ကကျွန်တော်ခုံမဲ့ချိန်ကိုကျွန်တော်နောက်ဆုံးလိုက်တယ်ပြီးရင်တစ်ချက်ပစ်တယ်ပြီးရင်ရှေ့တိုးပြီးဘက်ကိုတစ်ချက်ကုတ်ပြီးဘက်ခုတ်ခွက်နေကြလို့ရှင်ကိုကနောက်ပြန်ဆုပ်ပြီးတစ်ချက်ပစ်တယ်အဲ့လိုနီးနေပဲဒီ rubber ကစားရတာ AC ဖြစ်လိမ့်မယ်အခု rubber စားတတ်မယ်လို့ပြောလင်းနေအဲ့ကြလို့ရှင် rubber ရဲ့အပေါ်နာဘက်လေးကိုကျွန်တော်သွားဆောက်ရမယ်အကောင့်လေ rubber လိုပဲ movement speed ကစောင့်အောင်မြန်တယ်အဲ့တော့ကိုပြစ်မဲ့ဆိုလို့ရှင်နည်းနည်းနောက်ဆုပ်ပြီးတော့တော်တော်လေးကိုကြာပြီးမှပြစ်ရတယ်ဒီကောင်ခုတ်လိုက်တာတစ်ချက်ခုတ်တာ AC ခုတ်လို့ရပြီမဲ့တစ်ချက်ပန်ပစ်နေဆိုလို့ရှင်တော့နောက်ကိုတော်တော်ကြီးဆုပ်ပြီးတော့ပြစ်ရတယ်အခုဒီကောင်လည်း တူပဲဒီကောင်လေး human speed တော်တော်လေးကိုမြင်ရတဲ့ပါတယ်အဲ့တော့ခုတ်တာလွယ်မဲ့ပြစ်ချင်လို့ရှိရင်တော့ human speed နဲ့တော်တော်လေးခလန်းလန်းသွားပြီးရောကိုကပြန်ပြီးပြရတယ်ပွဲထဲမှာဘတ်စားတာလက်မကြောင်ရင်တော့ခုလိုမျိုးကန်ချာမှာရင်သောကိုယ့်ရဲ့အထာနဲ့ဘတ်တရအထာကိုတိထားဖို့လိုအပ်တယ်ပြီးလို့ရှိရင်တတကိရခါမဆိုရင်တော့မတားလည်းပဲထဲမှာပါတယ်အခုဒီတတရလည်းရက်နေရလီလာဖို့နဲ့သိပ်မကွာချဘူးအဲ့တော့ကိုဝိုင်ရှေလိုနောက်ဆုံးလုတ်ပြီးအိုက်တာတဲကို ACK လို့ရတယ်ဒီစမ်းချင်းကိုပွဲအများကြီးသိမ့်မကင်ထားတဲ့သူတွေခုမှစကင်မဲ့သူတွေတော့ကဒီစမ်းချင်းကဘတ်တေဆိုင်ရတာမတားခတ်တဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကလိန်ကန်ကင်းလုတ်တဲ့ခါမှာဒီစမ်းချင်းနဲ့ဘယ်လိုလုပ်အောင်လဲဆိုတာကျွန်တော်ပြပြပေးမယ်ဘရာဒါ နေနဲ့ဘလူးဘက်ကစသားမယ်ဆိုလို့ချင်းဒီဘက်လေးစားပြရနဲ့ဂိုးလင်းကမ်းမယ်ဆိုလို့ချင်းလေဗယ်ဖို့ရနိုင်လိမ့်မယ်ပြီးရင်ဟိုဘက်ကဂိုးလင်းနာတယောက်ထဲလာဒါမှမဟုတ်ဘက်ကရှိလာပါညာတစ်ချက်ရှိုးကွာတယောက်လဲဆိုလို့ချင်းမမကိစ္စမရှိဘူးအာဒီတန်းခေါ်လိုက်တန်းခေါ်လိုက်အကောင့်ဖြစ်ရင်မြင်ရလိမ့်မယ်ပြီးရင်ခြုံထဲကနေအကောင့်ဖြစ်ရင်မြင်နေရတော့ကိုကစကရူးနဲ့မှန်အောင်ပြစ်ပြစ်ပြီးလို့ရှင်အာဒီမီတန်းတိုက်လိုက်အဲ့ရရင်အကောင့်သွေးတစ်ဝက်လောက်ကိုင်းသွားလိမ့်မယ်အဲ့ရရင်ကိုကခုတ်ပြစ်လို့ပြီးအကောင့်တတ်ရလို့ရတယ်စကရူးများနဲ့ပြစ်ပြီးတော့အာဒီတန်းတိုက်တာကသူကအချိန်နဲ့တစ်ခုရှိရဲ့ဘာလို့ဘလင်းပါတဲ့ကောင်ဆိုလို့ရှင်လဲဘလင်းကုန်နေတဲ့ချိန်ဒါမှမဟုတ်ဘလင်းမပါတဲ့ကောင်ဆိုလို့ရှင်အဲ့လိုတန်းပြီးလုပ်လို့ရတယ် တကယ်လို့ blink bar နဲ့ကောင်သူလို့ရှိရင်အဲ့လိုတိုင်းပြီးလုံးလို့မရဘူး ultimate ခေါ်ပြီးရင် skill နဲ့တန်းပြစ်ပြစ်ပြီးလို့ရှိရင်အဲ့ကောင် blink ခေါ်အောင်ပါကောခုံအောင်လို့ရှိရင်ကိုက like ပြီးတော့ ultimate ကိုကွက်တီချိန်အောင်သုံးပြီးတော့အဲ့လိုမျိုး stand လို့ရတယ်လိန်ကန်ငင်းလို့တော့ဟန်နော့ပါဆန်အဆင်ပြေနေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ zero ရင်နဲ့အဲ့ကောင် stand အောင်တိုက်ကွာ stand အောင်တိုက်မှလာအဲ့ကောင်အသိနဲ့ပို့ပြီးမြင်တာ okay အခုဆိုလို့ရှိရင်ရည်စမ်းချင်းနဲ့ပတ်သက်တဲ့ဟာတော်တော်များများရှင်းပြပြီးတော့ပြီးအဲ့တော့ item နဲ့ amulet set ကိုကျွန်တော်ဆက်ပြီးရှင်းပြပေးမယ် ဒီကနေ့ရော item ဆိုတော့သူက2မျိုးရှိတယ်ကျွန်တော်သုံးတဲ့ item set နဲ့ matter item set ပေါ့နော် matter item set တို့တော့မဟုတ်ဘူးကလူသုံးများတဲ့ item set အဲ့တော့ကျွန်တော် jungle ဆော့တဲ့အခါမှာသုံးရမယ် amulet set ကိုပြပေးမယ် amulet set ဆိုလို့ရှိရင်တော့စီစဉ် amulet ကိုသုံးတယ်ပြီးလို့ရှိရင် preview ကတော့3ယူမလားကိုက switch ယူမလားကိုကြိုက်တာကိုယူလို့ရတယ်3ယူလိုက်မယ်ဆိုလို့ရှိရင် debit debit ပေးပြီးတော့ switch လိုက်မယ်ဆိုလို့ရှိရင် test speed ပို့ပြီးများမယ်ပြီးရင် minor talent ကတော့စီစဉ်ဟန်တော့ယူတယ်ဘာလို့ဆိုတော့ retribution နဲ့ဆော့မှာဆိုတော့ကွာဗစားတာပို့မြအောင်လို့နောက်ဆုံး talent ကတော့ killing speed ပဲတိတ် trade route ပြောင်းလဲတဲ့အရတော့မရှိဘူး battle ဆိုရတော့ retribution နဲ့ဆော့တယ် ဲ့တော့ကျွန်တော်သုံးများတဲ့ iron set ကိုကျွန်တော်အရင်ဆုံးရှင်းပါပေးမယ်ကျွန်တော်သုံးများတဲ့ iron set ကတော့အရင်ဆုံးကျွန်တော် eye review ရှင်းကိုယူတယ်ပြီးလို့ရှင်ကျွန်တော်က sweep blue လောက်လို့ရတယ်ပြီးရင် wire blue သွားလို့ရတယ် top blue သွားလို့ရတယ်အဲ့ဒါကတော့ပွဲချိန်တွေပေါ်ကြည့်ပြီးကိုကြိုက်တာကိုသွားလို့ရပါတယ်ပုံမှန်ကိုကဟိုဘက်ကအနမီကိုစောက်ကင်းမဆိုင်လို့ဆိုတော့ကျွန်တော် sweep blue သွားလိုက်တကယ်လို့ဟိုဘက်ကအနမီနဲ့ net glue site တယ် physical count တွေများလို့ရှင် wire blue ဟိုဘက်က cc ray stand တွေရမ်းများတယ် magic damage count တွေရမ်းများတယ်လို့ရှင်တော့ top blue သွားလိုက်တာပို့ပြီးတော့ဆင်းပေးလိမ့်မယ်အဲ့ဒါပြီးလို့ရှင်ကိုရဲ့ first sight တန်က wire ကိုအရင်ဆုံးတည်မယ် wire ပြီးတော့မှသာဒီကောင်ရဲ့ farming speed တွေလုံးဝဘတ်တဲ့ မ်းမေးတွေကမှဒါတိုးလာဖြစ်တာကြောင့်မလို့ဝါးကြီးရင်လုံးသွားလိုက်တယ်ပြီးလို့ရှင်အန်လက်ပတဲသွားတယ်ဒါပြီးလို့ရှင်ကိုကဘီယိုတွေသွားလိုက်မယ်ဘီယိုတွေကလုံးဝပွဲတာတယ် AC ကိုကမနေဘူးဆိုလို့ရှင်သွားတင်တယ်ဒီအရန်သုံးခွပြီးလို့ရှင်ကိုအနေနဲ့စဉ်းစားတင်တယ်ဟိုဘက်ကမတ်မန်တွေအစစ်အစင်တွေဒါမေ့ကြောက်လဲဆိုလို့ရှင်ကိုကဝင်းချန်သွားဖီဇီကယ်ကောင်တွေများတာမဝယ်ပဲနဲ့ဟိုဘက်ကောင်တွေကမကြည့်ဒါမေ့ကောင်တွေဖြစ်တယ်ဥမာချွိုင်းဟိုက်ပါတယ်အဲ့လိုကောင်တွေပါလိုက်ဆိုလို့ရှင်တော့ကိုကရိုကိုသွားလိုက်တာပို့ပြီးအဆင်ပြေပါတယ်အခုကတော့ကျွန်တော်အဲ့နေရာကိုဝင်းချန်စားထုတ်ပြီးကျွန်တော်ဆက်ပြီးတော့ပြပြပေးမယ်နောက်ဆုံးအိုက်တမ်ကတော့ဟိုဘက်ကအနမေရီကသွေးရန်တက်နေဆိုလို့ရှင်အန်ဒီဟီအရန်နေနဲ့စီးရက်ဘက်ကိုသွားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့မသား မာနေရဆိုလို့ရှိရင်တော့မလီဖစ်ရောပါညာသွားလိုက်လို့ရတယ်။အဲ့လိုမျိုးပဲကိုကဆေးပေးဆော့ရင်လည်းသူလို့ရှိရင်ရိုဂိုပါဆက်ပြီးတော့သွားလို့ရတယ်။ဒါတွေမဲ့လားဆိုတော့မဟုတ်ဘူး။စပီယာကြီးကွဲမှန်နေတော့ကျွန်တော်ပြောတဲ့ item တွေဖြစ်တဲ့ရိုဂိုတွေ၊ winner crown တွေ၊ immortal တွေကိုကြိုက်တာကိုသွားလို့ရတယ်။ဘာမှမဖြစ်ဘူး။ဒီကအရင်ကတော့သူက WA, unlabel နဲ့ BOD ကွာ။ကျန်တဲ့ item တွေကလုံးဝအဖြစ်သက်သက်ပဲ။ လူသုံးများတဲ့ item set ကိုကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အပေါ်က item set တွေတော့တိတ်တော်မချူးမချားပဲ။သူက i revision ကိုတုံးတယ်။ပြီးရင်ဆွဲဘူး၊ဝါရီယာဘူး၊တော့ဘူးကိုရိုက်တာကိုသွားလို့ရတယ်။ဆောင်းလား item set နဲ့မပြူတာကဒီကောင်ဟန်နာဆွဲကိုဖက်တိုင်းနဲ့တဲလိုက်တယ်။ဟန်နာဆွဲကိုယင်သွားလို့ရှိရင်ဟန်နာဆွဲက physical attack များတယ်။ပြီးလို့ရှိရင်ပန်လည်းပါတယ်။ပြီးလို့ရှိရင်ဟန်နာဆွဲရဲ့ passive ဖြစ်တဲ့ငါးချက်ချမယ်ဆိုလို့ရှိရင် movement speed မြန်တယ်။ အဲ့ဒါကြောင့်တို့ဒီကောင်တွေကဟနာဆက်ကိုသွားတယ်ဟနာဆက်ပြီးတော့မှသူကဝါးကြီးဆက်ပြီးသွားတယ်ဝါးကြီးပြီးမှသူကအန်လက်ပတ်တယ်အဲ့လိုသွားတယ်ကွာပွဲမတားသာနေလို့ရှိရင်ဗီယိုရီသွားတယ်ဗီယိုရီပြီးလို့ရှိရင်ကိုကဝင်းချမ်းဝင်းချမ်းမကြိုက်လို့ရှိရင်ရူကိုကိုကြိုက်တာကိုသွားလို့ရတယ်ဗောနော်ဒီအိုင်ဒန်ဆက်ကဖူးလမ်းပြီးအိုင်ဒန်ဆက်ဖြစ်တယ်ပြီးတော့လေကိုဆာဗိုက်ဖြစ်နိုင်တဲ့အိုင်ဒန်တွေသွားလို့ရတာကဝင်းဒါခရောင်းဝင်းချမ်းရူကိုအင်ပေါ်တယ်အဲ့ဒီလေးခုတွေကတစ်ခုပဲသွားလို့ရတယ် ပွဲထဲမှာဆိုရင်တော့ကိုယ်သုံးလိုက်တဲ့ဝင်းနာခရောင်းတွေဝင်းချန်ရိုကို importer အဲ့အရာတွေကို item ဆက်ပြီးတော့သုံးလို့ရတာပေါ့ item ဆက်နှစ်ခုတော့တော့သူကလည်းသူနှစ်ခုလုံးကောင်းပြီးရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုကြိုက်တာကိုသုံးလို့ရတယ်ကျွန်တော်တော့ကျွန်တော် item ဆက်ပဲကျွန်တော်သုံးတယ်ဟန်နာဆက်ကိုကျွန်တော်အဲ့လိုအမြဲတမ်းမထည့်ဘူးပေါ့နော်ကျွန်တော်တို့ပွဲသားကြီးတော်နဲ့ scale 2နဲ့ scale 1မှာ scale 2အရင်ယူတဲ့ပေါ့ဆို scale 2ကဘတ်စားရတာပို့ပြီးတော့မြန်တယ်ဒါမှမဟုတ်လည်းပို့ထွက်တယ်ပြီးရင် redirection ဖက်နှုတ်ကိုဝဲလိုက်မယ်ပြီးရင်ဖက်နှုတ်ကိုတော့ပြီးအောင်မသွားတော့ဘဲနဲ့ဝါးရည်ရင်သုံးတဲလိုက်မယ် ဂျန်ငယ် rotation မှာဆိုလို့ရှိရင် rubber နဲ့ blue ဘာမှာဖျားရင်စားမယ်မသိလို့ရှိရင်ကိုလင်းရဲ့ဆန့်ကျင်ဘက်ကဘက်ကိုအရင်ဆုံးစားလိုက်ပါဒီမှာကိုလင်းအပေါ်လင်းဆိုတော့ကျွန်တော်ကဒီနာရရှိရဲ့ rubber ကိုအရင်ဆုံးစားမယ် skate တို့ဘာမှပေါ်လာခင်20စက္ကန့်လောက်ကကြာကိုကကြိုဆွဲတာပြီးလို့ရှိရင်အဲ့ကောင်ဘက်ပေါ်လာပြီဆိုတာနဲ့ကိုက red line ပြည့်ပြီကွာအဲ့ကြရင်ပြည့်ပြီးတော့ကိုက passive နဲ့ ac လေးဘတ်စားလို့ရပြီဘတ်စားပေးတာကတော့ကူစားပေးကောင်ဘာလို့ရှိရင်တော့ပုံမြန်နဲ့မဟုတ်လေတယောက်တည်းစားလို့ရှိရင်လည်းမြန်တော့မြန်ပါတယ်အဲ့ဒါနဲ့ဟိုဘက်ကပေါ်လာတဲ့ဘက်လေးကိုမင်းစစ်တာနဲ့ပေါင်းပြီးတော့စားမယ် ဒီကတော့ walking crack ကတော့ဘာမှမတ်မနေတော့ walking crack စားလို့ရရင်တော့စားလိုက်ကိုဘက်ကရူမာတွေပါညာရဲဒီနားမှာရှိလို့ရရင်စားလိုက်မရှိဘူးလို့ရရင်တော့ walking crack ကြီးတော့မတ်မနေပဲနဲ့တခြားဘက်တွေကိုသွားပြီးတော့စားဖျားပူစားတဲ့ blue bag စားခဲ့တယ်တခါတည်း rubber ကိုတန်းပြီးတက်စားမယ်လို့ထင်တယ်ဘာလို့တော့ဂျွန်ဆန်နေချန်ငယ်တွေကလည်းဒီနားကြီးလာပြီးတော့ကူပေးမှာတော့မဟုတ်ဘူး share တော့သုံးပြီးလာလုခဲ့မယ်ဆိုရင်တော့ကိုကလည်း reviewion ရှိရတော့တခါတည်းပေးပြီးကိုလုစားလို့ရသေးတယ်ကိုဘက်က golden ကနေတော့နှစ်ယောက်တယောက်ဆိုတော့နည်းနည်းထင်ရတာခက်မဲ့ design တော့ရှိတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့ဒါအတက်နိုင်ဆုံး reviewion ပါညာပေးပြီးဘက်တွေကိုမြန်မြန်ပြီးအောင်စားမယ်ပြီးလို့ရှိရင် level 4ရပြီရနဲ့ ဲ့မလီသာနဲ့ချုံဆောင်သွားပြီးတော့ခမ်းမယ်မင်းစစ်သားတော့ပေါ်တက်ပြီးတော့ဘေဘီဆစ်ဖို့တော့ကူပေးနေပြီထင်တာပဲအခုဒီမှာဆိုလို့ကျွန်တော်ကောင်လည်း review ချက်5 step ဖြစ်သွားပြီအဲ့တော့ဟိုကောင်နဲ့လည်းအပေါ်မှာနှစ်ယောက်နှစ်ယောက်တွေပြင်ရတော့ကျွန်တော် review ပေးပြီးကျွန်တော်ဒီမှာဘက်ကိုမြမြဆားတယ်ပြီးရတဲ့ချက်ချင်းသွားပြီးကူမယ်ဘက်ကရောက်သွားဘက်ကမြမြဆောဆောပြီးသွားလို့အဲ့ဒါလိန်ကန်ကင်းကိုအဲ့ကောင်ရင်ဆုံးရောက်သွားတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဘက်ကလင့်နေမင်းစစ်သားအကောင်လုံးပေးလိုက် ဒါပေမဲ့ဒီမှာကြံခဲ့တဲ့မတီဆာကို0နဲ့တိုက်ပြီးကျွန်တော် K ကောက်လိုက်တယ်ပေါ့နော်ဒီဆန်းချင်းပလေးရဲ့မျက်စုတိုင်ပတ်ကြတာဒီကနေရပဲကွာလိန်ကန်းကြီးပြီးပြောလို့ရှိရင်ဒီလိန်မှာထပ်ပြီးမနေတော့နဲ့တခြားလိန်ကိုသွားပြီးတော့ဘတ်တွေသွားပြီးဖမ်းမယ်ပြီးရင်တတ်တဲ့ပေါ်တော့မှာအဲ့တော့တတ်တဲ့သွားပြီးတော့စားမယ်အရင်ဒီဆန်းချင်းကြီးတွေမှာတော့ကျွန်တော်ပြောခဲ့တယ်ဒီဆန်းချင်းဖတ်တာလေဆိုလို့ချင်းစကိတ်ရတာအခက်များများဒါပေမဲ့အခုကဆိုလို့ရှိရင်အာဒီရ revamp ပြီးပြီဆိုတော့စကိတ်စရာမလိုတော့ဘူးအာဒီရနဲ့လိန်ကန်းကြီးထပ်ဖို့ဖြစ်တဲ့အာဒီမေကြီးရှိနေပြီဆိုတော့ဒီကောင်ကတတ်တဲ့ပဲသွားလို့လည်းကောင်းတယ်တတ်တဲ့ဘက်တဲ့ဆန်းရတဲ့အဆင်ပြေသွားပြီကွာအဲ့တော့ကျွန်တော်ရထုံးတယ်တတ်တဲ့မပေါ်ခင်မှာကိုယ့်ရဲ့ဟာကို level 5ရင်ရအောင်ဖမ်း ်းတယ်ဖမ်းပြီးလို့ရှိရင်ကျွန်တော် retreat level အသားနဲ့သွားပေါ့မယ်ပေါ့နော်ပြီးရင်ကိုဘက်က main စစ်တပ်နဲ့ဆန်းနေရလဲဒီမှာဘန်နဲ့ကိုသွေးလျှော့ထားတယ်အဲ့တော့ကိုကဒီမှာတတဲစပြီးကေးလိုက်ဟာကိုဘက်ကအရင်ကေးနေတာဟာအဲ့တော့ဘာမှပူမနေတဲ့ schedule ဆွဲပြီးတော့ retreat ပေါက်လိုက်အမှရပါလိမ့်မယ်အဓိကတော့ကျွန်တော်ကဟာရပူစားတဲ့ level အဆင့်ပိုများနေရပြီးတော့လဲ schedule ကထွက်တဲ့ damage ရ retribution damage ရပေါင်းလိုက်တော့ဟိုကောင်ဟာရပူစားမရတာအဲ့ဒါပဲပြီးရင်ဟာရပူစားမှာ retribution မရှိရဆိုတော့ကျွန်တော်ကဒီမှာ blue bag ကိုလာပြီးတော့ခန့်ရမယ်စမ်းနေရောနနရောမစစ်သားရောဟာရပူစား share room မရှိရတည်တော့ကျွန်တော်စီးရောရင်နဲ့ပြတ်တိုက်ပြီး stand လိုက်တဲ့အမှစမ်းကေးသွားတယ် t ギ a らもうちのギアラ ဟိုဘက်ကတမိသားစုံလုံးရောက်လာပြီဟေးဂျွန်ဆန်နေရောခြံခဲတယ်ရောဘန်နန်နေရောဟာတော်သေးတယ်ဘန်နန်ဒီနားမှာခြံခတ်တာကျွန်တော်မဝင်သွားလို့ကျွန်တော်ခြံမြင်ရောက်သွားတာဟိုကောင်ဂျွန်ဆန်ရဲ့စကေတူးပွင့်ပြီးလိုက်ချီးပေါ့နော်တော်သေးတယ်မင်းသေးသားစမုန်းနဲ့မမို့လို့ဒါပေမဲ့တန်တော့တန်ပါတယ်ဟိုဘက်ကဟယာဘူစာနဲ့ဂျွန်ဆန်နဲ့တည်တယ်ပြီးတော့ဘလူးဘက်ရလိုက်တယ်ဆိုတော့ကျွန်တော်ဘက်ကတော်တော်တာဝရီကွာဒီစားချင်းရဲ့ဟီရိုနေချာလုံးဝလင်းထက်ကိုဖန်ရတယ်လုံးဝဖန်မင်း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 ပဲဒါကြောင့်မလို့ပဲတော်နာမန့်မှာမတွေ့ရပဲနဲ့ရန်ပွဲကြီးမှာပဲတွေ့နေရတယ်ဘာလို့ဆိုတော့တော်နာမန့်ပွဲကြီးကတော့သူတို့ကလိုက်ချတဲ့ဟာရဲ့ရှိရဲ့တင်းဖိုက်တွေရှိရဲ့ကွာ ီဇန်ညတင်းဖိုက်တယ်လို့ရှိရင်လည်းခြားဟီးရိုးရက်စားလို့ရှိရင်အဲ့လောက်ကြီးတိတ်မကောင်းတော့ဘူး။ဤဇန်ညတကယ်တော့တာတော့ဟီးရိုးကိုဘက်ကဟီးရိုးတွေတာလို့ရှိရင်လည်း AC လိုက်ချလို့ရတယ်။ပြီးတော့လည်းဟိုဘက်ကဂျန်ငယ်လာတိုင်ပတ်နေချိန်မှာကိုက AC ဖမ်းပြီး level ပြတ်ပြီးလို့ရှိရင်မေခင်ကြလို့ရှိရင်လိုက်ချလို့ရတယ်။အခုဒီမှာဟယာဥစားမင်းစစ်တော်သွားပြီးကြီးရတယ်။အဲ့တော့ကျွန်တော် scale 1နဲ့ RD main နဲ့သွားတိုင်မယ်။စီရိုးရင်တဲ့ချိန်တုန်းမှာစီရိုးရံပျောက်သွားတယ်တဲ့။ကျေးဇူးပဲအဲ့မှာဟယာဥစားက scale 2ပြီးပေါင်းပြီးတော့တတ်လိုက်တယ်။ ခုလိုမျိုးဒီဇိုင်းကြီးကအားလေးကမှ 3K 2K ရထားမယ်ဆိုလို့ရှိရင် AC ဘတ်တူဖန်ပြန်လို့ပြီးကိုယ့်အကိုအေးစိတ်ထောင်အောင်ဆော့လို့ရပြီတပွဲလုံးတကယ်ပြောဒူးနတ်မီဆော့လို့ရတယ်ဒီဇိုင်းကြီးအားဒီမိတ်ကိုသွားမဲ့ချိန်က3ချိန်ရှိရဲ့ပထမတစ်ချိန်က enemy ကလင်းကိုသွားပြီးတော့ခန်းတဲ့ချိန်ဒုတိယချိန်ကခုလိုမျိုး target လို့ရကေးလို့ရှိရင်ကိုယ်က army မိတ်ဖွင့်ပြီးတော့ K အဲ့ကြလို့ရှိရင် enemy vision ကိုမြင်ရတယ်တို့တို့ reload ပေါက်မယ်ဆိုလို့ရှိရင်လည်းလှိနေတိုက်ပြီးတော့ stand လို့ရတယ်အခုဒီမှာကြည့်ဂျွန်းဆောင်ကျွန်တော်လှိနေတိုက်ပြီးတော့ stand လိုက်မယ်ပြီးရင် K လေးပါလေးကောက်လိုက်မယ် မေးပြုံဂျွန်စန်ကားတရမူးနေတယ်တဲ့နောက်ဆုံးချက်ကတော့ enemy အကုန်လုံးမပြောက်နေပြီးခွင်းညင်ခွင်းညင်ကြံတော့မဲ့ချင်ကိုကဖော်ပြလိုက်တဲ့ဟာပဲဖြစ်ပါတယ်ဒီဆန်းရအတိမဲ့ကူတော့လည်းအခုဆိုလို့ရှိရင်စက္ကန့်30စက္ကန့်40လောက်ပဲရှိရဲအဲ့တော့ဘာမှမနှံ့မျောနေနဲ့ကွာကျွန်တော်ပြောတဲ့အချိန်ရောက်လို့ရှိရင်30သုံးပြလိုက်အခုဒီမှာဆိုလို့ရှိရင်ဟရာကူစအလေလင်းရနန်းနာကိုတာဝါထဲမှာအတိမိပါညာသွားပိုင်းနေတယ်အဲ့လိုမျိုးစပယ်ပြီးလို့ရှိရင်ဘာမှမဟုတ်တဲ့ကောင်တွေကွာဥမာလင်းနေ join နေဆိုလို့ရှိရင်ကိုက အကောင်နဲ့သွေးသန်းနဲ့ပြန်နေပဲဘတ်သွားရဆိုလို့ရှိရင် ultimate သုံးမျိုးခုလိုမျိုး like ကေးလို့ရသေးတယ်တိလားပြောချင်တာဘာမှမဟုတ်ဘူးကေးတစ်ခုအတွက်နဲ့ ultimate ကိုလည်းနှစ်မျိုးအမြင်နဲ့သုံးတင်သုံးလိုက်ကျွန်တော်အရှိရပြောခဲ့ရပဲလိန်ငန်းကြီးလုံးမယ်ဆိုလို့ရှိရင်ခြုံထဲမှာနေပြီးရင် scale 2အပြည့်ဆွဲပြီး enemy ထိအောင်ပြစ်လိုက် mass man နဲ့မေ့တယ်လို့ရှိရင်လုံးဝသွေးတထုံကြောက်ကိုကြားတယ်ကွာပြီးလို့ရှိရင်ကိုယ့်ဘက်က mass man မေ့လင်ပေါင်ပြီးအဲ့လင်းအောင်ကိုတက်လိုက်လုံးဝဝင်တက်တော့မယ်ဆိုတော့သေရတယ်ဆိုလို့ရှိရင် ultimate ကိုသုံးလိုက်ဒီမှာခြံခဲပါရောက်လာပြီအဲ့တော့ melisa နဲ့ scale မရှိဘူးအဲ့တော့ကျွန်တော်ရဲ့ zero ရင်နဲ့နှစ်ကောင်းလုံးမှန်အောင်တက်လိုက်မယ်တွေ့လားထိွားတဲ့သွေးကိုတွေ့လား အဲ့မှာ save နဲ့ပြစ်ဆွဲပြီးတော့အမှပစ်လိုက်။ဒါပေမဲ့ကျွန်တော်လည်းတွေးရမှာဆိုပြီးတာဝဲတော့ဝင်မခုတ်တော့အဲ့မှာ client တစ်ဖက်ကြီးရပါတယ်။ကိုကဘာမှလုပ်ရမရှိလို့ရှိရင်အခုပေါ်နေတဲ့ဘက်တွေကိုစားရမယ်။ပြီးလို့ရှိရင်ကိုနဲ့လမ်းကြော်ရင်ဘက်တွေဆိုင်ပြလိုက်မယ်။အခုဟိုမှာသလိုချင် blue ဘက်ပေါ်နေပြီ။အဲ့တော့ကျွန်တော်ဟိုဘက်က blue ဘက်ကိုသွားပြီးတော့စားမယ်။ဖျားကူစားလိုက်အပေါ်မှာဆိုတော့ကျွန်တော်ကကျွန်တော်လွတ်လပ် easy စားလို့ရပြီ။ဒါပေမဲ့အပေါ်မှာဘက်တွေဖြင့်မဲ့ရေးရောင်တွေတွေ့ရင်တော့ကျွန်တော် refill ပေးပြီးတော့မြန်မြန်စားလိုက်တယ်။အပေါ်လေးကမင်းနေတာဟိုဘက်ကနှစ်ယောက်တယောက်ပေးချင်တာ။အဲ့တော့မှဂျွန်စားကားနဲ့သွားချွာရင်းတော့မှာ။ အာဒီမှာဟာယာဘုသာစာရိုက်တာနာမေးတော့ဘာမစလို့ထင်တယ်စကေးဝန်းနဲ့ဝင်ခုပြုတ်အဲမှာအာဒီမေးခေါ်လိုက်တာအစအပေါ်လေးကိုချက်ချင်းသွားခြင်းလို့ကွာဒါပေမဲ့ဟာယာဘုသာသွားစမ်းလိုက်တာဆိုတော့လေဒီတိုင်းပဲချက်ချင်းပဲသွားတော့မှာလားပြီးရင်ကျွန်တော်ပြောလို့ပဲဘတ်ဒေးဆိုင်ကနေကြလို့ရှင်စကေးရီဆွဲပြီးတော့ပြက်စကေးရီနဲ့ပြက်မဲ့ဆိုရင်လေကိုထိမဲ့ဆိုမှလားပြက်ကွာမထိဘူးလို့ရှင်မပြက်ဘဲနဲ့အဲ့ဒါကန်ဆယ်လိုက်စကေးရီပြက်လိုက်လို့လွဲအောင်မဲ့ဆိုလို့ရှင်စကေးရီဆောင်းမဲ့ကူတော့နဲတာကြီးမဟုတ်ဘူးတကယ်ကန်ဆယ်လိုက်တာမှကူတော့ခဏလေးရဲ့အခုကရပြက်လိုက်မဲ့ဆိုလို့ရှင်ကူတော့ပို့ပြီးကြတယ်ကွာဒီမှာဆိုလို့ရှင်ဘတ်ဒေးကဘာမှသိမဟုတ်ဘူးကွာပုံမှန်တိုင်းလေးပဲခုတ်ပြက်ခုတ်ပြက်လို့လို့ရှင်ကိုကိုအောင်တမ်းမထားထွက်နေပြီဒီကတော့ အားလီမှာကေးရထားတဲ့အချိန်နဲ့ကိုကလေဗယ်ပြက်နေရတဲ့အိုင်ဒန်ထွက်နေရတဲ့နဲ့ဟိုကောင်เนี่ยမသားစိတ်အောင်ခံစားရတာအခုကိုဘက်ကလည်းအကုန်လုံးစုံပြီးပြီးတော့လည်းကျွန်တော်လည်း rubber blue ဘက်စုံစီရဆိုကျွန်တော်လော့ခေါ်မယ်ပေါ့နော်ကျွန်တော်ရှေ့ကပြောသလိုပဲ low rotor တွေလို့ခေါ်မယ်ဆိုလို့ရှိရင် ultimate သုံးပြောက်ကောအားရလို့ရှိရင် enemy vision မြင်ရတယ်အခုဒီမှာဟရယ်ဇွန်နဲ့ဘန်နန်ခြုံအောင်တာမေးပြုံးဒီကောင်နေဘန်နန်အဲ့ဒါ flicker ကိုကိုတလွဲသုံးလိုက်လို့နော် scale 1 flicker သုံးလိုက်လို့အဲ့ဒါ scale 2 flicker ဆိုအဲ့ဒါကျွန်တော်ပါသိပါတော်သေးတယ်ဒီမှာ review ကြီးကမထွက်တော့အဲ့ဒါ scale 2နဲ့ရပါလားကံကောင်းလို့ ပြီးရတဲ့အဲ့ဒါကြံတဲ့ကောင်တွေ reducing ပေးပြီးတိုက်ကြုံမယ်အခုကကျွန်တော် level နဲ့ horn level နဲ့တော်တော်လေးကိုကွာတယ်အဲ့တော့ကျွန်တော် damage ရမှာဒါနာတယ်ကွာတကယ်လို့ level မကွာရင်တော့မှဒါနာမှာကွာဘာလို့လဲဆိုတော့ကျွန်တော် item မတားထွက်နေပြီပြီးတော့လည်းခုတ်ပစ်လို့တာမှန်မယ်ဆိုလို့ရှိရင် passive damage နဲ့မတားနာတယ်စာပြီးတော့မရတော့မဒီစာ tower ထဲဝင်ပြေးသွားတယ်အဲ့တော့ minion နဲ့ပဲခြေနှက်လိုက်ရတယ်အဲ့တော့ loss အောင်ပြီးကျွန်တော် loss နဲ့တိုက်မယ် အခုလိုမျိုး high ground တက်တော့မယ်ဆိုလို့အချိန်လဲအာဒီမိတ်ကိုစောစောခေါ်လို့ရလို့ကိုလိုတဲ့အချိန်ညမှာလဲထုတ်ပြီးခေါ်လို့ရတယ်လုံးဝင်းနာနဲ့ကျွန်တော်လဲတခါတည်းလှိနေတန်းနေချင်တာဆိုအာဒီမိတ်ကိုစောကြီးခေါ်လာလိုက်တယ်ပြီးတော့ဒီမှာကြည့်လိုက်မလီဆာစကေးရောမရှိတော့တွေ့လားအဲ့တော့ကျွန်တော်လှိနေသွားတိုက်မယ်ဆိုလို့ရင်အဲ့ကောင်မှာချောင်းသာစပယ်မရှိတော့ဘူးသူရဲ့တဝက်တော့ကိုဖျားဆင်းသွားမှာဒါပေမဲ့လဲဖြစ်ချင်းတော့ကနင်းဒမ်းမိပါညာနဲ့ဆိုအဲ့ကောင်တခါတည်းသေးသွားတယ်အခုကလဲဂျွန်ဆန်ဂျွန်လိုက်ဆိုကျွန်တော်ပတ်စစ်လင်းနဲ့ပဲ AC လေးပဲတက်လိုက်တယ်ပြီးရင် Christian Mi Tower ချိုးတယ် ိုဘက်ကလာနေရခရာဦးဆိုကလင်းကသူ့ပတ်စင်းနဲ့သွေးချော်တယ်ဆိုတော့ကျွန်တော်လည်း scale 1နဲ့ဝင်ခုတ်ပြီးတက်လို့ရတယ်ဆိုတော့ကျွန်တော် scale 1နဲ့ဝင်ခုတ်ပြီးတက်လိုက်တယ်ပြီးရ spare မရှိတော့ဘာနောက်လဲကျွန်တော်ပတ်စစ်လေးနဲ့ပဲ AC လေးတက်လိုက်တယ်မီနီရက်လေးရလို့စားပွဲလေးလိုချင်ပါတယ်ဆိုမှခြံကအတင်းနဲ့သွေးကန်နဲ့ပြီးရအဲ့တော့ကျွန်တော်လည်း line မတက်တော့ဘူးဒီမှာ sheet တာပါပဲချိုးလိုက်တော့မယ်မင်းမေးပြီးစားပွဲပေးရမှာဆိုမင်းဒီဘက်ကတော့မလာရဲဘူးအဲ့ကောင်ဟိုဘက်ကပဲပတ်သွားနေတာအခု revert ထားတဲ့ရည်စမ်းခြင်းကိုက်ဗီဒီယိုလေးကို brother တို့လည်းကြိုက်နေသက်တယ်လို့မျှော်လင့်ပါရစေ။ဆုံးနေကြည့်ပေးရတဲ့တယောက်ချင်းနိုင်အောင်ကြိုးတင်ပါရစေ။နောက်ဆုံးမှ event video လေးပါတော့ brother တို့လည်းစောင့်အောင်ကြည့်ပေးကြပါအောင်။အားလုံးပဲ bye bye alone I feel the rain crashing down All around this empty town We're searching for the lost and found But you don't care, you're unaware Keep moving like the scars aren't even there It's in the air, like a blazing flare me sees. Oh, you meant the to...